အခုလိုအကြောင်းရင်းကြောင့်နေမှာတချင်းသွားဆိုရင်တင်းရချီစုချခံလိုက်ရတဲ့အောင်ရင်းလင်းပရိသတ်များအားလုံးမင်္ဂလာပါရှင်အခုတလောဆိုရှယ်မီဒီယာပေါ်မှာလူပြောများနေရကတော့မင်းကလေးပရိသတ်တွေရဲ့အသေးစွဲမင်းသားချောအောင်ရင်းလင်းနဲ့ပတ်သက်တဲ့ကိစ္စပါဟုတ်ပါတယ်မင်းသားအောင်ရင်းလင်းတယောက်မကြသေးခင်ကနေကအလူပွဲတခုမှာတချင်းသွားဆိုရင်နဲ့မထင်မထားလောက်အောင်များပြားတဲ့ငွေပမာဏကိုစုချင်းမြင်ခံခဲ့ရလို့ပါပဲဘလောက်တောင်များသလဲဆိုတော့သတင်းတွေရဲ့ဖော်ပြချက်အရအဲ့ဒီအလူပွဲတခုတည်းကနေရရှိခဲ့တဲ့စုချင်းငွေကစက် င်းတရာထိရရှိခဲ့တယ်လို့သိရပါတယ်။နေကအလူပွဲလေးတစ်ခုမှာတချင်းဆိုရင်စူချင်းငွေသိန်းတရာရရတယ်ဆိုတာတကယ်ကိုမယုံနိုင်စရာကောင်းလောက်အောင်များပြတဲ့ပမာဏပါ။ပရိသတ်တွေတည်ထားကြတာကတော့အောင်ရင်လင်းကမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသားကျော်တယောက်ဖြစ်ပေမယ့်အခုနောက်ပိုင်းရုပ်ရှင်ကားကြီးတွေရိုက်ကူးခွင့်မရတော့ဘဲလူရှင်တော်စူပါဘဲတော်တို့ရဲ့အငိမ့်အဖွဲနဲ့တူနေကအလူပွဲတွေခင်မိုးကြီးဆယ်ပါကတော်ပွဲတွေမှာလိုက်လံတီဆိုဖျော်ဖြေနေရတယ်လို့သိရပါတယ်။သူရဲ့မင်းကလေးပရိသတ်တွေကတော့သူတို့ရဲ့အသေးစွဲကိုရီးယား ာမင်းသားထက်ချောတယ်လို့သတ်မှတ်ထားရတဲ့မင်းသားတယောက်ကဒီလိုမျိုးနယ်ပွဲတွေမှာတီဆိုနေရတဲ့အပေါ်မှာအရန်ကိုစိတ်မကောင်းဖြစ်နေကြတာပါ။ဘာဖြစ်လို့လဲဆိုတော့အခုချိန်ကအောင်ရင်လင်းနောက်မှပေါ်လာတဲ့သူထက်ငယ်တဲ့မင်းသားတွေဖြစ်ကြတဲ့အေးစမ်းမောင်နေဝင်းတို့ကရုပ်ရှင်လောကမှာထိတ်တန်းမင်းသားတွေအဖြစ်နဲ့အောင်မြင်နေကြပါရဲ့။ သူတို့တွေကရုပ်ရှင်ဇာတ်ကားကြီးတကားကိုတင်းတထောင်အထက်အနုပညာရှင်ရရှိနေကြပြီးတော့အကယ်ဒမီစုတွေကိုပါပိုင်ဆိုင်ထားကြပါပြီဒီလိုမျိုးနောက်တဲ့မင်းသားတွေကအပြိုင်ဆိုင်ရုပ်ရှင်ကားကြီးတွေရိုက်နေရချိန်မှာစီနီယာမင်းသားတယောက်ဖြစ်တဲ့အောင်ရင်လင်းကတော့နေကအလူပွဲနဲ့စတိတ်စင်ပေါ်မှာဖြောပြေးနေရတာကိုနှိုင်းရှင်ပြီးပရိသတ်တွေကသူ့အတွက်စိတ်မကောင်းဖြစ်ကြဝမ်းနေကြပါတယ်ဒါပေမဲ့အခုဒီလိုမျိုးနေပွဲတစ်ခုတည်းကနေတင်းတထောင်ဆိုတဲ့ငွေပမာဏကိုစူးကြီးဖြစ်ရလိုက်တယ်ဆိုတဲ့သတင်းထွက်လာတဲ့အခါမှာပရိသတ်တွေကအံ့ဩသွားကြ ပါတယ်။ဒါပေမဲ့ပြည်သက်တွေရဲ့မူလစိတ်မကောင်းဖြစ်နေတဲ့ခံစားချက်ကလုံးဝပြောင်းမသွားသေးပါဘူး။ သူတို့ရဲ့မှတ်ချက်တွေကတော့ပတ်စံသိန်းတရာရတာကတော့ဟုတ်ပါပြီ။ဒါပေမဲ့သူ့နေရာကဒီနေရာမဟုတ်ဘူး။သူ့ကိုရုပ်ရှင်ကားကြီးတွေပေါ်မှာပဲပြန်မြင်ကြတော့ဒီလိုနေပွဲတွေမှာတချင်းဆိုနေတာကိုတော့အားမပေးနိုင်ဘူးဆိုတော့သဘောမျိုးဖြစ်နေကြတော့မှဒါဟာတကယ်ကိုစိတ်ဝင်စားစရာအခြေအနေတစ်ခုပါပဲ။ပရိသတ်တွေကသူတို့ချစ်တဲ့အနုပညာရှင်ကိုငွေကြီးကြီးအဆင်ပြေစေခြင်းပေမဲ့တချင်းနှင်းမှာပဲသူတို့မြင်ကျင်တဲ့ပုံစံသူတို့သတ်မှတ်ထားတဲ့အဆင်အတန်းတစ်ခုမှရှိနေစေခြင်းကြတော့ကိုတွေ့ရပါတယ်။အောင်ရင်လေးနေတဲ့နေပွဲတွေလိုက်ဆိုရလို့ရတဲ့ဝင်ငွေကရုပ်ရှင် င်ကားကြီးတကားရိုက်လို့ရတဲ့ဝင်ငွေထက်တောင်မှတစ်ခါတလေပိုများနိုင်တာပါဒါပေမဲ့လေပရိသတ်တွေရဲ့အမြင်မှာဒါကအစဉ်အတန်းကျဆင်းသွားတယ်လို့ခံစားနေကြရပါတယ်ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲအောင်ရင်လင်းတယောက်နေပွဲတစ်ခုတည်းကနေသိန်းတရာစုချင်းငွေရရှိခဲ့တဲ့ပုံမှာဝမ်းသာမိပါသလားဒါမှမဟုတ်ပတ်စံဘလောက်ပဲရရသူ့ကိုရုပ်ရှင်မင်းသားအဖြစ်နဲ့ပဲပြန်မြင်ခြင်းနဲ့ပရိသတ်တွေဘက်ကခံစားမိပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်နောက်ထပ်လေစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေ ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်